2024တစ်နှစ်လုံးမျောလင့်ချက်တွေနဲ့အားအင်တွေပြေခဲ့တဲ့နှွေဦးဒေါ်လန်ရေးဟာ2025နှစ်လယ်လောက်ရောက်လာတဲ့အခါမှာတော့စိုးရိမ်စိတ်တွေမေကွန်းတွေနဲ့ပြည်လာသလိုခံစားနေရပါတယ်1027စစ်စင်ရေးရဲ့အောင်ပွဲတွေကြောင့်ဒီတစ်ခါတော့သေးကြပြီလို့ယုံကြည်ခဲ့ကြပေမဲ့အခုတော့နောင်ချိုမိုးပြဲတပိတ်ကျင်းလိုမြို့တွေရန်သူလက်ထဲပြန်ကျသွားတဲ့တဲ့တွင် အင်ပြေအားပြေနဲ့တိုက်ခိုက်လာတဲ့စေယောစုရဲ့လက်တလောထိုးစစ်သတင်းတွေကပြည်သူတို့ရဲ့နှလုံးသားကိုအေးဆက်သွားစေပါတယ်။ဘာကြောင့်ဒီလိုဖြစ်သွားရတာလဲ။ဒီအဖြေကိုရှာဖို့ကျွန်တော်တို့ဟာခါတိတဲ့အမှန်တရားတွေကိုရင်ဆိုင်ရပါမယ်။ပြဿနာဟာအတွင်းရောအပြင်မှာပါရှိနေတာကို မြင်အောင်ကြည့်ဖို့လိုပါတယ်။အတွင်းမှာဘာတွေဖြစ်နေပါသလဲ။1027စစ်စင်ရေးရဲ့ပထမလိုင်းနဲ့ဒုတိယလိုင်း အချိန်ကောင်းဆုံးအချိန်ကို ပြန်ကြည့်လိုက်ပါကိုကံဖွဲ့ MNDA က BNA BBNA KNDF တို့လို PDF မှာမိတ်တပ်ဖွဲ့တွေနဲ့ပေါင်းပြီးလာရှုကိုတင်ပါတယ်တောင်းအဖွဲ့ DNLA ကလည်းမန္တလေး PDF တနုတ် PDF တွေနဲ့ပေါင်းပြီးတိဘောကြောင်မဲနောင်ချိုကနေမန္တလေးတိုင်းဒဲကမိုးကုတ်မတရားအထိထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်အဲ့ဒီချိန်ကအချိန်ဒီဟာ နိုင်ငံရဲ့ဒုတိယမြို့တော်မန္တလေးနဲ့စစ်တပ်ရဲ့အဓိကကြောရုပ်ဖြစ်တဲ့ပြင်းဦးလွင်မြို့ကိုဒေါ်လာရင်အင်အားစုတွေတိုက်ရိုက်ချင်းချောင်းနိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။နိုင်ငံတကာစစ်ရေးပညာရှင်တွေကတောင်စစ်တပ်ပြိုလဲနေပြီလို့သုံးသပ်ခဲ့ကြတဲ့နှစ်ပေါင်း85နှစ်တွင်တခါမှမရဘူးတဲ့အခွင့်အလမ်းကြီးတစ်ခု ပွင့်လာခဲ့ပါတယ်။ဒါ့ပြင်အဲ့ဒီခွင့်အလမ်းကြီးဟာကျွန်တော်တို့လက်ထဲကနေရှော့ကျသွားစေခဲ့ပါတယ်။ဘာကြောင့်ပါလဲ။ အမရဏံပြောရမယ်ဆိုရင်အဓိကကတော့အောင်ပွဲတွေရလာတဲ့အခါစူပေါင်းကောင်းဆောင်မှုပျောက်ဆုံးပြီးကိုသိန်းနဲ့နေမီ ကိုပိုင်းဆိုတဲ့စိတ်နဲ့ဒီတပွဲချင်းစီရဲ့အကျိုးစီးပွားကို ရှည်တန်းတင်ခဲ့ကြလို့ပါပဲအထူးသဖြင့်တရုတ်နိုင်ငံရဲ့ဖိအားကိုမလွန်ဆန်နိုင်ခဲ့ကြဘူးတရုတ်က သူ့ကျိုးစီးပွားတွေနေဆက်တည်ငြိမ်ရေးခေါင်းစဉ်အောက်မှာစစ်ကောင်စီကိုအသက်ရှူပေါက်ပေးဖို့ထိုးစစ်တွေရပ်တန့်ခိုင်းတဲ့အခါ နောက်ပိုင်းကဖွဲ့တွေကလိုက်လျောခဲ့ကြပါတယ်ဒီလောက်ရကရေစည်းကမ်းပြိုဖြစ်နေတဲ့စစ်တပ်ကို ပြန်လဲစုဖွဲ့ပြင်ဆင်ဖို့အသက်ဆက်ဖို့အချိန်လုံလောက်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပြီးတမိုင်းဝင်အခွင့်အရေးကြီးတစ်ခုကိုနာကျင်စွာနဲ့လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်ကိုဘက်ကအချိန်ပေးလီလီစစ်တပ်ဘက်ကပို့ပြီးကြိုက်လီလီသူတို့ရဲ့အောင်ပွဲဟာပို့ပြီးတော့နီးကပ်လာလီလီလို့ပဲပွင့်ပွင့်လင်းလင်းပြောပါရစေ။ အပြင်ကဖီအားကပိုဆိုးပါတယ်ကျွန်တော်တို့ရဲ့ကြီးမားဆုံးစိန်ခေါ်မှုကစိတ်ကောက်စင်ရဲ့နောက်ွယ်မှာရှိနေတဲ့တရုတ်နိုင်ငံရဲ့အသွေးဝိုက်တဲ့ပံပိုးမှုပါပဲတာရကဘေးစရာတွေအများကြီးတဲကတခုကိုပြောရမယ်ဆိုရင် စကိုင်းတိုင်းစလင်ကြီးကကျင်းနီစီမံကိန်းဟာအကောင်းဆုံးတက်တည်ပါပဲအဲ့ဒီစီမံကိန်းဟာစစ်တပ်အိုးပိုင်ကုမ္ပဏီနဲ့တရုတ်ဆိုးရပိုင်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Norinco ရဲ့လက်အောက်ခံ ဝမ်ပောင်ကုမ္ပဏီတို့အကျိုးတူလုပ်နေကြတာပါ Public Health USA အဖွဲ့ရဲ့အစီရင်ခံစာအရ2020 2021ဘဏ္ဍာနှစ်တစ်ခုတည်းမှာပဲစကောင်စီဟာတက်ထုတူဖော်ရေးလုပ်ငန်း၃ခုကနေအမေရိကန်ဒေါ်လာ925တန်ရခဲ့ပါတယ်ဒီထဲမှာ LeBron Town စီမံကိန်းတစ်ခုတည်းကတင်ဒေါ်လာ418တန်ပါဝင်ပါတယ်ဒီပတ်စံတွေဟာစစ်ကောင်စီကိုအောက်ဆီဂျင်ပေးနေတယ်လို့ပါပဲ ပတ်စံတစ်ခုတည်းပဲလားဆိုတော့မဟုတ်ပါဘူး။အဲ့ဒီ Norinco company ဟာစစ်တပ်ကိုလက်နက်ရောင်းနေတဲ့ company လည်းဖြစ်ပါတယ်။မန္တလေး PDF တိုက်ပွဲတစ်ခုမှာတိမ့်ဆက်ရမိခဲ့တဲ့ခင်ရန်တွေထဲမှာ Norinco company ထုတ် GBB 128 mine ရှင်လေးစက်တွေပါနေတာကတက်သေးပါပဲ။ဆိုလိုတာကတရုတ် company ကကျွန်တော်တို့မြေပေါ်တယန်ဇာရကိုတူရလာတဲ့အမျက်နဲ့စစ်ကောင်စီကိုထောက်ပံ့ပြီးတော့ ြည်သူကို ပြန်တက်ဖို့လက်နက်ပါရောင်းပေးနေတဲ့သဘောပါပဲဒီစီမံကိန်းကိုကာကွယ်ဖို့စစ်တပ်ကဒုံတော့ရွာမှာရွာသားဆရာကိုအရှင်လက်လက်မိရှို့တပ်ဖြတ်ခဲ့ပါတယ်အခုဆိုရင်အဲ့ဒီစီမံကိန်းတစ်ခုလုံးဟာစစ်ကြေးဆိုင်စခန်းကြီးတစ်ခုလိုဖြစ်နေပြီးအနီးအနားရွာတွေကိုစစ်ကြောင်းထိုးဖို့တတ်ထွက်တဲ့နေရာဖြစ်နေပါပြီ။ စစ်ကောင်စီရဲ့တံပြန်ထိုးစစ်နဲ့နိုင်ငံရေးထောင်ချဒီလိုအတွင်းအကြောင်းထနေချိန်မှာ အပြင်ဖြားများချိန်ကိုခွင်ကောင်းယူပြီးမယောင်လှိုင်တက်ဟာတံပြန်ထိုးစစ်တွေစတင်လာပါပြီ။ရှမ်းတောင်က မိုးပြေထိုးစစ်၊ရှမ်းမြောက်ကနောင်ချိုထိုးစစ်၊ကချင်ကဖားကန်ထိုးစစ်နဲ့စကိုင်းမန္တလေးနယ်စပ်ကတပိတ်ချင်းထိုးစစ်တွေမှာရုရှားနဲ့တရုတ်စီကရတဲ့ drone နည်းပညာသစ်တွေ အားမစူဆောင်းထားတဲ့လူဝင်အားအလုံးရင်းတွေနဲ့ဒိုးစစ်ဆင်လာတာပါကိုယ့်ဘက်ကလည်းပြန်လဲခုခံနေရပေမဲ့အညာလိုစုဖွဲ့မှုအားနေလက်နက်ခဲယံအားနေတဲ့ဒေသမှာလတလောချိန်ထိကောင်းကောင်းပြန်မခုခံနိုင်သေးပါဘူးဒါဟာစိတ်ပူစရာပါတော်လန်ကြီးဟာလေးနှစ်ကျော်လာပါပြီစစ်တပ်ဟာစည်ရရပြန်ထိုးနေတယ်လို့တစ်ဖက်မှာလည်းနိုင်ငံရေးအရာလဲရွေးကောက်ပွဲဆိုတဲ့ထောင်ချောက်ကိုဆင်းနေပါတယ် ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ဘက်ကဘလောက်ပဲအတူရောင်းလို့ပြောပြောတရုတ်အိန္ဒိယထိုင်းရုရှားတို့လို နိုင်ငံတွေကအတိမတ်ပြူမှာပါ နောက်ကနေအာဆီယံဂျပန် တောင်ကိုရီးယားတို့ကလည်းလိုက်လာနိုင်ခြေရှိပါတယ်အဲ့ဒီခါကျရင် စကောင်စီဟာနိုင်ငံတကာအမြင်မှာ တရားဝင်တရားောင်းဖြစ်သွားပါလိမ့်မယ်လမ်းတက်ကိုဘလို့ဖောက်ကြမလဲဒီအချိန်မှာကျွန်တော်တို့ဘလို့လုပ်ကြမလဲ ျွန်တော်ဆိုဆိုလိုတာကကျွန်တော်တို့ဆိုတာထက်တက်ဆိုင်သူဦးဆောင်သူအဖွဲ့တွေဘလို့လောက်ကြမှာလဲကျွန်တော်တို့ပြည်သူဆိုတာအာဏာအတွက်မဲဆွယ်ရာနဲ့ရံပုံငွေကောက်ခံတဲ့နေရာတွေလောက်မှာပဲရှည်တန်းတင်ခံရတာပါဒီစကားပြောရတာစိတ်မကောင်းပေမဲ့ပြည်သူကတကယ်ရှည်တန်းတင်ခဲ့ရင်တော်လန်ကြီးဟာယခုချိန်မှာပြင်းနေနေပါပြီ။မပြင်းရင်တောင်ခကြီးအတော်ရောက်ခဲ့လို့အညာတောင်လွတ်မြောက်နေလောက်ပါပြီ။ထားပါတော့ က်ဆိုင်သူတွေဟာသူတို့ခင်းတဲ့လမ်းကိုမလိုက်ဘဲကိုလမ်းကိုဖောက်ဖို့ပဲလိုအပ်ပါတယ်။ကျွမ်းကျင်သူတွေတုံးတက်တယ်လို့ပဲအပြိုင်လုပ်ရမယ့်လုပ်ငန်းစဉ်ကြီးနှစ်ခုရှိပါတယ်။နံပါတ်၁စီးရရပြန်လည်ညီညွတ်မှုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအထွေထွေထိုးစစ်လို့ကြီးညာချက်တွေထုတ်နေုံနဲ့ရန်သူကနောက်ဆုတ်သွားမှာမဟုတ်ပါ တကယ်လက်တွေ့မြေပြင်မှာ1027တတိယလိုင်းလိုမျိုး ညှိနှိုင်းထိုးစစ်တွေအများဆုံးပေါ်ပေါက်လာအောင်လှုပ်ဆောင်ဖို့လိုနေပါပြီ။ဒါကိုလုံနိုင်ဖို့အတွက်ဖွဲ့စည်းတည်တည်ကငါနယ်မြေငါဖွဲ့ဆိုတဲ့အတ္တတွေကိုဘေးဖယ်ပြီးတကယ့်စုပေါင်းစည်ရေးကောင်းဆောင်မှုကိုအများဆုံးပြန်လည်တည်ဆောက်ရပါမယ်။ဒါမှသာ ရန်သူရဲ့တံပြန်ထိုးစစ်ကိုရပ်တန့်ပြီးတော်လှန်ရေးအချိန်ကို ပြန်ရနိုင်မှာပါ။မဟုတ်ရင်တော့အချိန်လေးကမကောင်းနိုင်ပါဘူး။နံပါတ်1နိုင်ငံရေးအရာလက်ဦးမှုပြန်ယူခြင်းမှာ နောက်2020ရွေးကောက်ပွဲတစ်ခုတည်းကိုပဲရည်ညွှန်းနေလို့မရတော့ပါစေအိုစုရဲ့ရွေးကောက်ပွဲအတူကိုအစားထိုးနိုင်မဲ့ပြည်သူလူထုတရက်လုံးကတရားဝင်အနှင်းထားတဲ့ကိုပိုင်နိုင်ငံရေးဖြစ်စဉ်လို့ဖန်တီးရပါမယ်ထိုင်နိုင်ငံလုံးကမြို့နယ်ကျေးရွာဆင်အတိုင်းငံကောင်စီတွေဖွဲ့စည်းအဲ့ဒီကနေတဆင့်မြို့သားညီလာခံခေါ်ယူပြီးဂျားဘဲအစိုးရတရက်ကိုဖွဲ့စည်းတည်ထောင်ရပါမယ်ဒီလုပ်ငန်းစဉ်ကိုဘူတာယုံကထွက်ခွာတော့မယ့်ယထာလို့သဘောထားမှဖြစ်ပါမယ် အားလုံးအစဉ်အသင့်ဖြစ်တဲ့အထိမဆောင်ပဲအသင့်ဖြစ်တဲ့သူတွေနဲ့အရင်စထွက်ရပါမယ်နောက်မှလိုက်မဲ့သူတွေအတွက်တကားဖွင့်ပေးထားရပါမယ်ညီကုန်းနေနေကတော့ဒီခီးကလွယ်တော့မလွယ်ပါကျွန်တော်တို့ဟာစစ်တပ်တခုတည်းကို တိုက်နေရတာမဟုတ်ပါသူ့နောက်ကကျွန်တော်နောက်ခံပေးနေတဲ့နိုင်ငံကြီးရဲ့အကျိုးစီးပွားကိုပါရင်ဆိုင်နေရတာပါ အတွင်းစည်းလုံးမှုကိုအမြန်ဆုံးပြန်လည်တည်ဆောက်ပြီးနိုင်ငံရေးအရာဦးဆောင်မှုကိုပြက်ပြက်သားသားပြနိုင်မှကျွန်တော်တို့ဒီကစားပွဲကို ပြန်ပြီးဇူးမိုးနိုင်မှာပါဒီလိုမှမဟုတ်ရင်တမိုင်းကကျွန်တော်တို့ကိုတင်ကန်းစာအဟောင်းကိုပဲထပ်ပေးပါလိမ့်မယ်1949ခုနှစ်လောက်ကဆိုရင်ကရင်လက်နက်ကင်တပ်တွေဟာအင်မတန်အခြေအနေကောင်းခဲ့ပြီးဥနုအစိုးရကိုရန်ကုန်အစိုးရလို့ခေါ်ရတဲ့အထိအောင်နိုင်ဇူးမိုးနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်ကဗမာပြည်ကွန်မြူနစ်ပါတီလို့ တခြားဒေါ်လာရင်းအင်အားစုတွေနဲ့ညီညွတ်ရေးမတီးစောင့်နိုင်ခဲ့တဲ့အတွက်အောင်ပွဲနဲ့လက်ရကန်အလိုမှားတဲ့အားလုံးပြုခွဲပြီးကတရားလမ်းမပေါ်ကနေတော်ရဲပြန်ဆုပ်ခဲ့ရပါတယ်အခုလည်းပဲကျွန်တော်တို့ဟာနှစ်ပေါင်း85နှစ်တွင်တစ်ခါမှမရခဲ့ဘူးတဲ့အခွင့်အရေးကောင်းကြီးကိုရနေချိန်မှာအဲ့ဒီတမိုင်းအဟောင်းကိုထက်နင်းမိလို့မဖြစ်တော့ပါအောင်ပွဲရဲ့တကယ့်အတော့ချက်ဟာရန်သူကိုတိုက်တဲ့လက်နက်ထက်အချင်းချင်းကြားက ညှို့ညွတ်တဲ့လက်တွေပဲဖြစ်တယ်ဆိုတာကိုသတိချက်ပြီးလမ်းသစ်ကိုအတူတကွရှာဖွေဖို့အချိန်တန်မီဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဆောင်းမရှင်တင်ဦးရဲ့ဆောင်းပါဖြစ်ပါတယ်ခင်ဗျာ